ဂါဇာကမ်းမြောင်ဒေသမှာကြီးကြီးမားမားတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ Israel စစ်တပ်ကပြောဆိုခဲ့ပြီးနောက်ဟာမတ်ရမ်မာယီဝန်ကြီးဌာနက Palestine သား130ကျော်တေဆုံးတယ်လို့ပြောထားပါတယ်။ ဟာမတ်အဖွဲ့ရဲ့အကြမ်းဖက်ပစ်မှတ်တွေကိုမိမိတို့ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အစ္စရေးကာကွယ်ရေးတပ် IDF ကပြောကြားထားပါတယ်။တိုက်ခိုက်မှုတစ်ခုအတွင်းဂါဇာရှိလက်ထောက်ပြည်ရေးဝန်ကြီးဖြစ်ပြီးဒေသတွင်ဟာမတ်အဖွဲ့ရဲ့ယာဒူးအမြင့်ဆုံးလုံခြုံရေးအရာရှိဖြစ်တဲ့မာမုတ်အပူဝါဖာတေဆုံးကြောင်းသိရပါဗျ။ဒါဟာဇန်နဝါရီလ19ရက်နေ့ကအပြစ်ခတ်ရစဲရေးစတင်ပြီးနောက်ပိုင်းဂါဇာကိုအကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။ ဂါဇာအပြစ်ခတ်ရက်စဲရေးသဘောတူညီမှုတည်တံ့တိုးရေးဆွေးနွေးမှုမှာသဘောတူညီမှုမရယူနိုင်ခဲ့ပါဘူးဂါဇာမှာဥပုပ်လအတွင်လူအများနဲ့နဲ့ဆော်ဆော်စားတောက်နေချိန်လေကြောင်းတိုက်ခိုက်မှုစတင်ခဲ့တာဖြစ်တယ်လို့မျက်မြင်သက်သေတွေကပြောပါတယ်အစ္စရေးတိုက်လေရင်အစီး20ကျော်လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သူတို့ကပြောပါတယ်ဂါဇာစီးတီးခန်ယောနစ်နဲ့ရာဖာရှိပြစ်မှတ်တွေကိုအစ္စရေးကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့ကာကွယ်ရေးဝန်ကြီးအစ္စရေးကာရုကဂါဇာကိုတိုက်ခိုက်မှုပြုလုပ်ဖို့မတ်လ18ရက်နေ့မနက်ပိုင်းကညွှန်ကြားခဲ့တာဖြစ်ကြောင်းဝန်ကြီးချုပ်ယုံကြည်ကြမှာဖော်ပြပါတယ်ဟာမက်စ်ကဒဇာကန်တွေကိုပြန်လွတ်ပေးဖို့အကြိမ်ကြိမ်ညှင်းဆို့ခဲ့တယ်လို့အမေရိကန်သမ္မတကိုယ်စားလှယ်နဲ့ဂျာဝင်ညှိနှိုင်းပေးနေသူတွေရဲ့အဆိုပြုချက်တွေကိုပယ်ချခဲ့ပြီးနောက်အစ္စရေးကအခုလိုမျိုးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်ကစတင်ပြီး Israel အနေနဲ့ Hamas အဖွဲ့အင်အားပြန်လည်မတီဆောက်နိုင်အောင်တားဆီးသွားမှာဖြစ်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ Hamas အဖွဲ့ကအခုဖြစ်ရပ်ကိုစစ်ပွဲပြန်လည်စတင်မှုဖြစ်တယ်လို့မပြောထားဘဲ American နဲ့ဂျာဝင်ညှိနှိုင်းသူတွေဖြည့်ရှင်းပေးရေးတောင်းဆိုထားပါတယ်။ အစ္စရေးရဲ့တောင်းဆိုမှုမတိုင်ခင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရကိုတိုင်ပင်ခဲ့တယ်လို့အင်ဖြူရောကပြောပါတယ်။ယာယီအပြစ်အခက်ရက်ဆဲမှုပထမအဆင့် match လာတည့်ရက်နေ့မှာတက်တန်းကုံသွားပြီးနောက်ညနိုင်သူတွေအနေနဲ့ရှေးဆက်နိုင်မဲ့နီးလန်းတွေစူးစမ်းရှာဖွေနေကြတာဖြစ်ပါတယ်။